အနုပညာလောကထဲမှာအင်အားကြီးမှရထုတ်လုပ်သူတယောက် ਨੇ ချစ်သူတွေဖြစ်နေရဲ့မင်းမြင့်မှုမင်္ဂလာပါပြည့်သက်ကြီးအနုပညာတက်တန်းတလျှောက်မှာအခြေအသေးတွေထွက်လို့မရှိတဲ့မင်းမြင့်မှုကအခုတခါမှတော့ဘသူမှမထင်ထားတဲ့တယောက် ਨੇ ချစ်သူတွေဖြစ်နေကြပါတယ်မင်းမြင့်မှုရဲ့ချစ်သူကိုပြည့်သက်တွေကအေးချမ်းမှလို့ပဲထင်ထားခဲ့ကြတာပါသူတို့နှစ်ယောက်ကဆက်လက်တွဲမှာအတွဲညီခဲ့တာကြောင့်လိုက်ဖက်တယ်ဆိုပြီးပြောကြပါတယ် ဒါပေမဲ့မင်းမြင့်မို့ကတော့တာမန်မျိုးသားရွေးချယ်ထားတာမဟုတ်ပေ ပရိုဂျူဆာတယောက်ကိုချစ်သူတော်ထားခဲ့တာပေါ့မင်းမြင့်မို့ကအသက်ကွာခြားတဲ့ပရိုဂျူဆာနဲ့ချစ်သူဖြစ်နေတဲ့အကြောင်းထုတ်ပြောလိုက်သူကတော့ဒါရိုက်တာပြီးဟင်းတိဟာပဲဖြစ်ပါတယ်မင်းမြင့်မို့ရဲ့ချစ်သူကဘိုဘိုအန်တာထိန်မန့်ကကိုဘိုဆန်းဖြစ်တယ်လို့ဆိုပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလေးကကိုဘိုဆန်းနဲ့မင်းမြင့်မို့ကချစ်သူတွေဖြစ်နေခဲ့ကြတာပေါ့ကိုဘိုဆန်းကမင်းမြင့်မို့လို့ ချက်ချောလက်လာမင်းသမီးတယောက်နဲ့ချစ်သူဖြစ်နေအကြောင်းကိုတော့အမှုပညာလောကကလူတွေကို ပြောလို့ရှိလို့ဆိုပါတယ်။မင်းမြင့်မောကောင်ဒီလိုအသက်ကြီးကြီးအမျိုးသားကိုတွဲမယ်လို့မထင်ထားခဲ့တာကြောင့်အားလုံးကအောင်းနေကြပါတယ်။ကိုဘူဆန်းကလူပြိုကြီးတယောက်ဖြစ်ပြီးအမှုပညာလောကထဲမှာတော့အင်အားကြီးမှသူဖြစ်ပါတယ်။လက်ရှိမှာရွတ်တင် ပြသနေတဲ့ဇကားတော်တော်များများကိုသူ့ရဲ့ထုတ်လုပ်ရေးကနေပဲရှာကူးခဲ့တာပါ။အမှုပညာရှင်တွေကတော့ အားကြရလအောင်ကျေဝချမ်းသာတွေကိုဖို့ဆန်းကမြင့်မြတ်လို့အမှုပညာကြီးမြန်မာတွေမင်းသားကိုယ်တော်အမှုပညာကြီးတိန်းထောင်ကြီးပေးပြီးတော့ကမ်းလှမ်းနိုင်တဲ့သူပေါ့အဲ့ဒါကြောင့်လေကိုဖို့ဆန်းကမင်းမြင့်မို့ကို အကယ်ဒမီရောက်လုပ်ပေးခဲ့လို့ဆိုပါတယ်မင်းမြင့်မို့ကကိုဖို့ဆန်းရဲ့ထုတ်လို့ရကနေထုတ်တဲ့စကားတွေမှာကိုဖို့ဆန်းရဲ့ထုတ်လို့ရကနေထုတ်တဲ့စကားတွေမှာတရုတ်ဆောင်ပြီးနောက်မှာအကယ်ဒမီလည်းရပ်သွားခဲ့ပါတယ်တချို့တွေကတော့မင်းမြို့မို့ရဲ့တရုတ်ဆောင်ပုံတွေက မပြောင်းလဲဘူးဆိုပြီးတော့သဘောမကျကြပါဘူး။ဒါပေမဲ့လေအင်အားကြီးမာတဲ့အမျိုးသားကိုချစ်သူတော်ထားတာကြောင့်2023ခုနှစ်အတွက်ပေးအပ်တဲ့အကယ်ဒမီပေးပွဲမှာမင်းမြင့်မို့ကအကယ်ဒမီဆုရသွားခဲ့တာပါ။မင်းမြင့်မို့ကဟိုတယ်လုပ်ငန်းမှာလေအောင်မြင်နေသူတယောက်ဖြစ်တဲ့အပြင် ရုံတင်စကားတော်တော်များများမှလေနေရာယူထားခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ကထုတ်လုပ်သူကိုရှင်မန်းရဲ့လက်ထပ်ပွဲမှာလေကိုဘူဆန်က မင်္ဂလာပန်းစီကိုရသွားလို့ သူတို့နှစ်ယောက်လက်ထပ်တော့မလားလို့ထင်နေကြပါတယ်။မေမင်းမုံနဲ့ကိုဘိုဆန်တို့နှစ်ယောက်လိုက်ဖက်ရလားဆိုတော့ကိုမမပြောပြခဲ့ပါအောင်တော့။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းသားလိုက်ပြစီ။အခုလို့အကြောင်းအရာတွေကို နေ့စဉ်တင်ဆက်ပေးနေတဲ့အတွက် ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်တော့။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ခြေတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်း 表姐来表较放心。